မင်္ဂလာပါရှင်ဒီဇမလာ9ရက်အင်္ဂါနေ့ရထူးခြားခြားပြည်တွင်သတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ပထမဦးစွာတင်ဆက်ပေးမှာကတော့ဝင်းမြူရေးဆိုင်ရာစီတက်ကတူရဲ့38ကြိမ်မြောက်ပွင့်နေသဖြင့်ခန်းနာကျင်းပတဲ့သတင်းဖြစ်ပါတယ်ဝင်းမြူရေးဆိုင်ရာစီတက်ကတူရဲ့38ကြိမ်မြောက်ပွင့်နေသဖြင့်ခန်းနာကိုဒီဇမ9ရက်နေ့နေ့ပိုင်းကရေစင်းဆက်ပြွေးတက်ကတူပွင့်နေသဖြင့်ခန်းမာမှာကျင်းပကြောင်းသိရပါတယ်အခမ်းအနားတွင်ပြည်တော်စုဝင်ကြီးကမွေးမြူရေးဆိုင်ရာစီတက်ကတူထူးချွန်ဆရာဆရာမနှင့် တန်းစင်ပေါင်းရမှတ်အများဆုံးစုရចောင်းသားចောင်းသူများကိုဂုံပြုစစ်များပေးရချင်မြင်ပါတယ်။စေတက္ကသူပညာရေးဖွဲ့ကကောင်းစွာအောင်မြင်ပေါ့မြောက်ခဲ့ပြီလို့ကြေညာခြင်းခံရတဲ့ဝိမှုရေးပညာဖွဲ့ BSC ဖွဲ့ရမောင်မေ49ဦး၊သတိဆန်စီပညာဖွဲ့ DVM 55ဦး၊ဝိမှုရေးမဟာပညာဖွဲ့ MASC 6ဦး သရိဆန်မဟာဈေးသိပ်ပံပွဲ MBSC ဆက်နှဦးပါရဂူဝဲ PhD 3ဦးနဲ့အဝေးရောက်ဖွဲ့ယူသူတဦးစုစုပေါင်း126ဦးကိုပေါမခချုပ်ကအပွဲများအနိုင်ချိမြင့်ကြောင်းသိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ရှမ်းပြည်နယ်တွင်တအောင်နှစ်တကူပွဲတော်ကျင်းပတဲ့တဲ့ရင်ဖြစ်ပါတယ်။ရှမ်းပြည်နယ်တွင်2019နှစ်မြောက်တအောင်နှစ်တကူပွဲတော်ကိုနန်းခမ်းမြို့မှာဒီဇင်ဘာ9ရက်ကနေဒီဇင်ဘာ9ရက်ထိကျင်းပကြောင်းသိရပါတယ်။ တအောင်နှစ်တကူပွဲတော်ကိုကုတ်ခိုင်မူဆဲအပြင်နန်ခမ်နမ်တူမန်တုံနဲ့နမ်ဆန်မြို့နယ်မှာလဲဒီဇင်ဘာ9ရက်ကနေဒီဇင်ဘာ9ရက်ထိကျင်းပကြောင်းသိရှိရပါတယ်ရှင်။ထပ်မံတင်ဆက်ပေးမှာကတော့နေပြည်တော်ဒုက္ခတော်ဝင်အင်အားဆောက်လုပ်ရန်တင်နာခေါ်ယူတဲ့တဲ့တင်ဖြစ်ပါတယ်။နေပြည်တော်စီမံသားရေးကော်မတီအင်ဂျင်နီယာဌာနအဆောက်အအုံမှဒုက္ခတဝင်းအိမ်ရအပိုင်နှစ်ဆောက်လုပ်ခြင်းလုပ်ငန်းများမှ 4U4S 3-bed တန်ကူကွန်ကရစ်အဆောက်အဦး၁၂လုံး 1092 square feet အိမ်ခန်း192ခန်းစောက်လုပ်ခြင်းလုပ်ငန်းလော့ချခုအတွက်အိတ်ခွင်တင်နာခေါ်ယူနေတယ်လို့သိရပါတယ်။တင်နာပုံစံများကို2025ခုနှစ်ဒီဇင်ဘာ10ရက်နေ့တွင်ထုတ်ပေးမှာဖြစ်ပြီးတင်နာပိတ်မယ့်ရက်ကိုတော့2025ခုနှစ်ဒီဇင်ဘာ26ရက်နေ့နောက်ဆုံးထားတင်သွင်းရမှာဖြစ်ပြီးတင်နာဖောင်များကိုအင်ဂျင်နီယာဌာနအဆောက်အုံနေပြည်တော်စီမံသားရေးကော်မတီမှပေးသွင်းရမှာဖြစ်တယ်လို့သိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့ မလိုင်တွင်မူလာတန်းပြဆရာမတူကို PDF တွေကဖမ်းဆီးခေါ်ဆောင်သွားတဲ့တွင်ဖြစ်ပါတယ်။မန္တလေးတိုင်းဒေသကြီးမလိုင်မြို့နယ်အမှတ်၄ရပ်ကွက်တွင်နေထိုင်ပြီးကျင်းသာကျေးရွာအခြေခံပညာမူလာတန်းကျောင်းမှာတာဝန်ထမ်းဆောင်နေတဲ့မူလာတန်းပြဆရာမဒေါက်ခိုင်ဆံဝေကိုဒီဇင်ဘာ6ရက်နေ့ညနေ4:30မိနစ်က PDF အကြံဖတ်တွေကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ ။မူလာတန်းပြဆရာမဒေါက်ခိုင်းဆောင်ဝေကိုရက်ွက်ရှိတဲ့ All Right စားတော့ဆိုင်တွင်မိတ်ဆွေဖြစ်သူအမတ်တရက်ွက်နေဥကုကူအောင်52နှစ်နဲ့အတူရှိနေစဉ် PDF လေးဦးကကားနဲ့ရောက်လာပြီးဆရာမဒေါက်ခိုင်းဆောင်ဝေကိုချင်းချောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့သိရပါတယ်ရှင်။